အပိုင်း25ရဲ့အစမှာဆိုရင်တော့တန်ဂျီရိုဟာကလေးမလေးတွေစီကိုရောက်ရှိလာပြီးအခုကိုကူပြီးတော့လေ့ကျင့်ပေးပါလားဆိုပြီးတော့တောင်းဆိုတာကိုတွေ့ရမှာဖြစ်ပါသည်သူအဲ့ဒီတော့အလုံးစုံအသက်ရှူခြင်းရပ်တန့်သွားရင်ဒီဒုတ်တန်နေနဲ့ရိုက်နှက်ပြီးတော့နှိုးပေးစမှာလို့ပြောလိုက်တဲ့အခါမှာကလေးမလေးတွေကလည်းကူညီပေးပါမယ်လို့ပြန်ပြောလိုက်ပါသည်ဒီလိုနဲ့ညာဘက်သူအိတ်ပျော်နေတဲ့အချိန်မှာဟောက်တန်ထွက်လာတာနဲ့တပြိုင်နက်ဖေးကလေးမလေးတွေဟာသူ့ကိုဒုံးနဲ့ဝိုင်းပြီးတော့ရိုက်ကြပါသည်တန်ဂျီရိုကနောက်တစ်ခေါက်ထပ်လှုပ်ပေးပါအောင်လို့ပြောလိုက်ကသတိရှိရှိနဲ့အိတ်ဖို့အတွက်စူးစမ်းလိုက်ပါသည် ဒါပေမဲ့တိတ်မကြခင်မှာပဲဟောက်တန်ကထွက်လာတဲ့အတွက်ကြောင့်မလို့ဝိုင်းပြီးတော့ရိုက်ခံရပြန်ပါလိ။ပြန်လဲကုသရေးခန်းထဲကိုသွားတဲ့အချိန်မှာလေးပဲဒီနေ့လဲသူတယောက်ထဲမို့လေးကျင်ဆရာတွေကိုတောင်းပန်ရပါသေးတယ်။သူဟာကျိုးတချောင်းကိုဆွဲပြီးအဖို့ကိုတက်နေကအလုံးစုံအသက်ရှူခြင်းလေးကျင်ကံကိုသူ့ရဲ့ခန္ဓာကိုယ်ကစတင်ပြီးတော့အသားကျလာပြီဆိုတာရိပ်မိနေပါလိ။သူဟာသူ့စိတ်သူတင်းမထားပဲဒီချာမထိန်းထားနိုင်သေးပေမဲ့ဒီအသက်ရှူခြင်းကိုထိန်းချုပ်နိုင်တာနဲ့တက်လုံးပူကောင်းလာတယ်ဆိုတာကိုလေသူကသတိထားမိလာပါလိ။နောက်တစ်နေ့မှာတော့သူဟာ အတော်ဆုံးဆိုတဲ့ကောင်မလေးနဲ့တရားဝင်ရှင်းပြနေခဲ့ပြီးတန်ဂျီရိုတယောက်ကောင်မလေးရဲ့လက်ကိုထိမိကပြစ်လဲကြသွားခဲ့ရပါသည်ဒါကိုတငယ်ချင်းနှစ်ယောက်ကအပြင်ကနေလာရောက်ချောင်းကြည့်နေကြတာဖြစ်ပြီးတန်ဂျီရိုလက်ကြည့်လိုက်တော့ထွက်ပြေးသွားပါသည်အဲနောက်တော့သူဟာဘူးသီးကြောက်ကိုပေါအောင်မှုရမယ့်သင်ခန်းစာကိုရောက်လာခဲ့ပါပြီသူကလည်းပဲအာရင်အပြင်းနဲ့မှုန်နေပါသည်နောက်ဆုံးမှာတော့ဘူးသီးကြောက်ဟာအက်ကွဲသွားခဲ့ကတန်ဂျီရိုကလည်းပဲပြီးဆုံးအောင်လုပ်သွားနိုင်ပြီဆိုပြီးတော့တက်တည်ပြခဲ့ပါသည်ဇိုင်းစုနဲ့အီနိုစကဲဟာအဲ့ရကနူလာတဲ့အချိန်မှာတန်ဂျီရိုကသူ့ရဲ့နေရာမှာမရှိတော့ပါဘူး။မနက်အစောကြီးကိုထပြီးလေ့ကျင့်နေခဲ့ပြီပဲဖြစ်ပါသေးတယ်။ ါကိုမြင်လိုက်ရတော့စင်းစုဟာသူ့ကိုသူအားငယ်သွားပြီးဒီလိုမျိုးနေတိုင်းလေးကျင့်နိုင်မှသာထူးချွန်တဲ့သူတယောက်ဖြစ်လာမှာပဲလို့တွေးနေခဲ့ပါရီသူဟာစူးစမ်းခြင်းပေမဲ့တင်ပေးလဲဘာမှတတ်မဲ့ကောင်မဟုတ်ဘူးလို့သူ့ကိုသူထင်ထားခဲ့တာပါစင်းစုဟာခါလုံးနဲ့ဆေးကိုကျိတ်မိတ်ကတောက်ချလိုက်ပြီးသူတို့နှစ်ယောက်ကတော့ဆီယမားစီကိုသွားကတန်ချီလိုလေးကျင့်နေတဲ့လေးကျင့်ခန်းအကြောင်းကိုသေချာမေးမြန်းနေပါရီအလုံးစုံအာယုံစူးစမ်းရတဲ့အသက်ရှူခြင်းလေးကျင့်ခန်းကိုလေးကျင့်နေတဲ့အချိန်မှာအခြေခံတိုင်းဆွမ်းရည်တွေအများကြီးတိုးတက်လာမှဖြစ်တဲ့အကြောင်းကြားလိုက်ရတော့သူတို့လည်းအယံစိတ်ဝင်စားသွားခဲ့ကြပါရီ။ ဒီလေးချင်းကန်ကိုသူတို့ကြိုးစားတဲ့အချိန်မှာလုံးဝမလွယ်ဘူးဆိုတဲ့အကြောင်းကောင်းကောင်းသိသွားပါလိမ့်။ဒန်ဂျီရိုကသူလဲသူ့ကိုယ်သူတုံအားမပေးလို့ရှိရင်အဲ့ဒီအလုံးစုံစူးစိုက်အသက်ရှူခြင်းဆိုတာကိုတနေ့လုံးမလုပ်နိုင်သေးပေမဲ့မင်းတို့နှစ်ယောက်လုံးကတော့ရအောင်လုပ်နိုင်မှာပါလို့အားပေးခဲ့ပါလိမ့်။ကောင်မလီကတော့သူမှပြောတဲ့ဟာကအခြေခံအကွဲဆိုပေမဲ့မလုပ်နိုင်စရာအကြောင်းမရှိတဲ့အကြောင်းဒါကိုကျွမ်းကျင်သွားရင် ကောင်းကျိုးတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းနဲ့ InnoScale အတွက်ဆိုရင်ဒါကခလီကစားစရာလောက်ပဲရှိတာမို့ဘာကြောင့်မလုံနိုင်ရမှာလဲလို့ပြောလိုက်ပါရီမခန့်ကျင်စိတ်နဲ့စူးစမ်းတတ်တဲ့ InnoScale ဟာလုံအောင်ကိုရအောင်စူးစမ်းမယ်လို့ခရီးပေးလိုက်ပြီး ဇယင်းစုကတော့သူ့ရဲ့လက်ကိုဂိုင်ကအားပေးလိုက်တဲ့အတွက်ကြောင့်မလို့နှာဘူးအောင်လေးကြိုးစားခြင်းစိတ်တွေတဖွာဖွာထွက်ပေါ်လို့လာပါလိ။ဒါကြောင့်မလို့သူတို့နှစ်ယောက်ဟာလည်းပဲတန်ဂျီရိုလိုပဲရေကုန်ရေခမ်းကြိုးစားနေခဲ့ပြီးတော့ကာနာဂူလည်းသူတို့နဲ့အဆင်တူတူပဲမို့လိုက်လို့ပါလာလို့ပြောလိုက်ပြီးမယ်။သူမကတော့အယူသေးပြုတာထွက်သွားခဲ့ပါလိ။သူမဟာလေးချင်းနေတဲ့တငယ်ချင်း၃ယောက်ကိုတန်ရာကနေရဲကြည့်နေခဲ့ပြီးသူမရဲ့လက်ထက်ကအကျွေးစီလေးကိုမြှောက်ကြည့်လိုက်ပါလိ။နောက်တစ်ခါမှဆိုရင်တော့ခြံဝင်းထဲမှာတည်ဆုံနေကြတဲ့အလောင်းနေနဲ့အိမ်ထဲမှာပုံနေတဲ့ကလေးတယောက်ကိုတွေ့မြင်ရမှဖြစ်ပြီးလူကြီးတယောက်ဟာအဲ့ဒီကလေးကိုအပြင်ကိုဆွဲပြီးတော့လွှင့်ပြလိုက်ပါသည် သူမဟာရန်ကိုနာကျင်နေပြီးအထီးကျန်ကဘိုက်တီလဲစာနေခဲ့ရတာပါမကောင်းတာတွေအားလုံးနဲ့ပြည့်နှက်နေတဲ့သူမရဲ့ဘဝပဲဖြစ်ပြီးဒီနေ့မှဆိုရင်တော့ပြတ်တောက်သွားတဲ့အတန်တစ်ခုကိုကြားလိုက်ရတာဘာနာကျင်မှုမှထပ်ပြီးတော့မခံစားရတော့ပါဘူးသူမရဲ့ဘဝဟာဆင်းရဲလွတ်နေအတွက်မိဘတွေကရောင်းစားလိုက်တာတော့သူမအနေနဲ့ဝမ်းနည်းမှုကိုမခံစားမိခဲ့ပါဘူးကလေးမလေးကိုခေါ်လာတဲ့အချိန်မှာလမ်းမှာတွေ့လိုက်ရတဲ့ကောင်းမလေးနှစ်ယောက်ဟာဘာဖြစ်လို့ဒီကလေးကိုဂျိုးနဲ့ချီထားတာလဲလို့မေးလိုက်ပါလိအဲ့လိုမျိုးဆုပ်ပြတ်ပြီးဒူးနေတာကိုမမြင်ဘူးလားထွက်ပြေးသွားမှဆိုလို့ချီထားတာလို့လူကြီးကပြောလိုက်တဲ့အချိန်မှာ ရှီနိုဘူကသူမကိုကျင်းနာစွာနှုတ်ဆက်လိုက်ပြီးနာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်ပါရီ။စင်ရလုံးလို့နာမည်တော့မပေးနိုင်တဲ့အကြောင်းသူကြီးကပြောပြလိုက်ပြီးဒါဆိုရင်တော့ဖေရောလို့ပြောလိုက်တဲ့အချိန်မှာဒီကလေးနဲ့စကားပြောချင်လို့ရှိရင်ပတ်စံပြီးမှရမယ်လို့ပြောတော့ခိုချိုတို့ကပတ်စံနေထုတ်ပေးလိုက်ပြီးအဲ့လောက်ဆိုရပြီလားလို့ပြောလိုက်ပါရီ။သူမတို့ဟာကလေးလေးကိုအဲ့လူကြီးလက်ထဲကနေပြန်ဝင်လိုက်တာဖြစ်ပြီးအဲ့ဒီအချိန်ကစလို့သူမရဲ့ဘဝဟာလည်းပြောင်းလဲသွားခဲ့တယ်လို့ပြောရမှာဖြစ်ပါရီ။အင်ကိုရောက်တဲ့အခါမှာတော့ညစ်ပတ်ပြီးတူးနေတဲ့သူမကိုတေချာရီမိုးချိုးတန့်စင်ပေးခဲ့ပြီးတော့အဝတ်အစားတလေးတွေဝတ်ပေးခဲ့ပါရီ။ ဒီကလေးမလေးကအစားစားတာကအစပြောရင်ဘာမှမလုပ်တတ်ဘူးလို့သူညီမလေးကပြောလိုက်တဲ့အချိန်မှာတော့ရှင်နိုဘူးကိုဒီလိုကြီးလုပ်မနေပါနဲ့လို့ပြောလိုက်ပါရီရှင်နိုဘူးကတော့ကိုရိုင်းမစင်းစားတတ်တဲ့ကလေးမလေးတယောက်နဲ့ဘယ်လိုလုပ်ပြီးရှေ့ဆက်သွားမှလဲလို့မိလိုက်တဲ့အချိန်မှာခိုချိုကကိုရိုင်းမဆုံးဖြတ်ပဲအကျွေးစီလေးကိုခေါင်းပန်းလှန်လိုက်တော့လို့တင်ပေးလိုက်ပါရီသူမရဲ့နာမည်ကိုလည်းကာနာအိုလို့ပေးလိုက်ကတရက်မှာသဘောကျရတဲ့သူတယောက်နဲ့တွေ့သွားရင်မင်းရဲ့ဘွားကပြောင်းလဲသွားမှာပါလို့အားပေးလိုက်ပါရီ နောက်တစ်ခါမှဆိုရင်တော့ជីကန်ကတန်ဂျီရိုတို့ရှိတဲ့နေရာကိုရောက်ရှိလာခဲ့ပြီးသူရဲ့နီချီရင်ဓာတ်အစ်တီကိုလှုပ်ပြီးတာပို့နေပြီဆိုတဲ့အကြောင်းသတင်းလာပို့နေပါလိမ့်။ဒီအကြောင်းကိုကြားလိုက်ရတဲ့အချိန်မှာတန်ဂျီရိုတို့ကအရန်ပျော်သွားခဲ့ပြီးတော့တငယ်ချင်းတွေကိုပါချက်ချင်းအကြောင်းကြားခဲ့ပါလိမ့်။ဟာဂါနဲဆူရဲ့နှံ့ကိုရတာနဲ့လမ်းမပေါ်ကိုပြေးထွက်လာကမတွေ့တာကြောက်ပြီးတော့အော်ဟစ်နှုတ်ဆက်ပါလိမ့်။နေရောကောင်းရင်လာလို့မေးလိုက်တဲ့အချိန်မှာတော့ဟာဂါနဲဆူကကသူ့ရဲ့ဓာတ်ကိုထပ်ပိုင်းကျူးရအောင်အထိလောက်ရသလားလို့မေးကစိတ်ဆိုးနေခဲ့ပြီးတော့ သူကလည်းပဲရင်ဆိုင်ရတဲ့ရန်သူဟာရန်ကိုအင်အားကြီးမားလို့နဲ့အတွက်ဒီလိုဖြစ်သွားကြရတာဖြစ်ကြောင်းစင်ကြေတွေပေးနေခဲ့ပါလိမ့်။ဟာဂါနဲစုကကအစွဲလန်းကြီးတဲ့သူလူစားမျိုးဖြစ်ပြီးသူ့ရဲ့ဓာရီကိုအသက်ထပ်ပို့ပြီးချင်းမြတ်နေရကြောင်းအခုလိုပြက်စီးသွားတာကိုသိလိုက်ရတဲ့အချိန်မှာလက်မခံနိုင်ပဲဒေါသထွက်သွားခဲ့တာဖြစ်ပါလိမ့်။သူနဲ့တူပါလာတဲ့လူကတော့ခနာမိုရီလို့ခေါ်ပြီးအင်နိုစကေရဲ့ဓာကိုပြုတ်လောက်ပေးတဲ့သူဖြစ်ပါလိမ့်။အခုလောက်လာတဲ့ဓာဟာမင်းနဲ့အယောင်ဖြော်လေးဖြစ်ပြီးသူ့အတွက်တော့ဓာနလက်ကိုင်းတဲ့သူအတွက်ပထမဦးဆုံးလုပ်ပေးပြီးတဲ့အကြောင်းပြောပြလိုက်ပါလိမ့်။ အင်ဒိုစကဲဟာကြောက်တုံးတုံးကိုရွေးကဓားသွားကိုထုလိုက်ပြီးပဲထွက်သွားအောင်လုပ်လိုက်တဲ့အတွက်ခေါနာမိုရီကရန်ကိုဒေါသထွက်သွားကမင်းကိုတပ်ပစ်မယ်လို့အော်ဟစ်ချိန်မောင်းနေပါလိ။သူ့ရဲ့လုပ်ရက်အတွက်တငယ်ချင်းဖြစ်သူတန်ဂျီရိုကပဲအချိန်ချင်းတောင်းပန်ခဲ့ရကဗဘဲသမားကတော့သူ့ရဲ့ဓားရီကိုဖျက်ဆီးတဲ့အတွက်တည်တဲ့အထိချိန်နှံ့မှာမဟုတ်ဘူးလို့ပြောလိုက်ပါလိ။ညာဘက်ရောက်တဲ့အချိန်မှာအိတ်ပျော်နေတဲ့တန်ဂျီရိုဟာလုံးဝကိုမဟုတ်တော့တာကိုတွေ့ရပါလိ။သူရဲ့ခန္ဓာကိုယ်ဟာပြောင်းလဲသွားခဲ့ပြီဖြစ်ပြီးဓာတ်ပြန်နိုင်မှုအခြေအနေကိုလည်းမဆောင်နိုင်တော့ပါဘူး။သူဟာနောက်ဆုံးမှာတော့ကာနော်ဦးရဲ့လက်ကိုဖမ်းဆွဲသွားနိုင်ခဲ့ပြီ ။စေးရီနဲ့ကောင်မလေးကိုပတ်ဖို့လုပ်ခဲ့ပေမဲ့အဲဒီဟာတွေကအရန်ကိုနန်းနာကြောင်းမလို့မိန်းကလေးတယောက်ကိုပတ်ရင်ရက်ဆက်ရာရောက်မယ်လို့ဆိုကသူမရဲ့ခေါင်းပေါ်ကိုစေးဝတ်တင်ထားခဲ့ပါလိ။နောက်ဆုံးမှာတော့တန်ဂျီရိုဟာသူမကိုကောင်းကောင်းကြီးအနိုင်ယူနိုင်ခဲ့ပြီဖြစ်ပါလိ။ဇိုင်းဆုနဲ့အီနိုစကေဟာလည်းပဲသူ့တငယ်ချင်းတွေထက်နောက်ကောက်မကျနေအောင်အသေးအံစူးစမ်းနေပါပြီ။တန်ဂျီရိုရဲ့ကျိုးနေတဲ့မေယူကပြန်ကောင်းသွားခဲ့ပြီဖြစ်ပြီးခန္ဓာကိုယ်ကလည်းအဆင်ပြေနေပြီဆိုတော့စိတ်ချလက်ချတာဝန်ထမ်းဆောင်လို့ရပြီဖြစ်ပါလိမ့်။ပြန်လဲထူထောင်ရေးလေ့ကျင့်ခန်းတွေဟာလည်းပြီးဆုံးသွားခဲ့ပြီးဒီကနေ့ကဆက်လို့တကယ့်တာဝန်တွေကိုပြန်လဲထမ်းဆောင်ရတော့မှာဖြစ်ပါလိမ့်။ ရှင်နိုဘူကိုသူကမီးနက်ဖျားကားခွက်ဆိုတာကိုကြားဘူးသလားလို့မေးလိုက်တဲ့အချိန်မှာသူမကမကြားဘူးတဲ့အကြောင်းပြန်ပြောလိုက်ပြီးသူလည်းဘာသာပြောမှမသိဖြစ်သွားပါလိမ့်။ငငယ်တော်ကဖြစ်ချင်တာတစ်ခုရှိတဲ့အကြောင်းပြောကသူ့အဖေကမီးအသက်ရှူခြင်းကိုအသုံးပြုနိုင်တဲ့အကြောင်းဖောက်တယ်ချာနေပါလိမ့်။ဒီအကြောင်းအရာတွေကိုတော့ရှင်နိုဘူအနေနဲ့တည်တည်ချာချာမသိတဲ့အတွက်အသေးစိတ်မပြောပြနိုင်တာမို့ခွင့်လွှတ်ပေးပါလို့သူမကပြောလိုက်ပါလိမ့်။ရန်ကုန်ကကတော့မီးဟာရှူတာဖြစ်တဲ့အတွက်တန်ဂျီလိုပြောတာတွေကိုကောင်းကောင်းနားလည်နိုင်တယ်လို့ပြောပြလိုက်တဲ့အချိန်မှာသူလည်းအယံဝမ်းသာသွားခဲ့ရပါလိမ့်။ ဒါပေမဲ့ကန်ဆိုးချင်တာကအခုချိန်မှာသူကဌာနချုပ်မှာမရှိပဲတာဝန်နဲ့ခီးထွက်နေရတယ်လို့ပြောလိုက်တော့တန်းဂျီရိုလည်းရန်ကုန်ကနေတွေးပြည့်ရင်မိလိုက်ပါမယ်လို့ပြောကသူမကိုနှုတ်ဆက်ပြီးထွက်ခွာဖို့အတွက်ပြင်နေတဲ့အချိန်မှာပဲရှီနိုဘူကသူ့ကိုတရင်ကောင်းနေမျောနေမယ်လို့ပြောလိုက်ပါလိတန်ဂျီရိုဟာနဲဇုကိုရဲ့အခန်းထဲကိုသွားခဲ့ပြီးအားပြန်ပြေးဖို့အိတ်ရတယ်ဆိုပေမဲ့ဒဇာလီတော့နိုးမလာတော့သူညမလေးကိုသူစိတ်ပူနေပါလိနဲဇုကိုဟာကောင်းကောင်းကြီးအိမ်မောကြနေတာဖြစ်ပြီးတန်ဂျီရိုကသူဖျက်တမ်းခဲ့ရသမျှတွေကိုနဲဇုကိုကိုပြောပြနေပါလိ မြန်မာလီကိုလူသားဖြစ်ပြန်ပြောင်းနိုင်ဖို့အတွက်အစွမ်းထက်ဆုံးမိစာရီကိုနှိမ်နင်းပြီးသူရဲ့သွေးနမူနာတွေကိုဒါမယိုဆန်စီကိုပို့ပေးရမယ်လို့ပြောလိုက်တဲ့အချိန်မှာအခုဖြစ်သူကလုံနိုင်မှာပါလို့ပြန်ပြောလိုက်တဲ့သူမရဲ့အတန်ကိုကြားလိုက်ရပါသည်။သူဟာမြန်မာလီကိုဂျေဆုတင်ပါတယ်လို့ပြောလိုက်ပြီးတေချာကြိုးစားပါမယ်လို့လည်းဆိုကဂရိတွေပေးနေကြတာပါ။တစ်ဖက်မှာဆိုရင်တော့ခီးသွားနေတဲ့ရထားပေါ်မှာတောင်းကျနေတဲ့မိစာကောင်ကြီးဟာလူပေါင်းများစွာကိုတတ်ဖြတ်နေကြတွေ့လိုက်ရပါသည်။အဲဒီမိစာကောင်ကြီးဟာလူသားစားဖို့အတွက်ကြိုးစားနေတာဖြစ်ပြီးတော့ ရထားပေါ်မှာရှိတဲ့လူတွေဟာလည်းတေဆုံသွားခဲ့ရင်အပိုင်းနဆ9ဟာလည်းဒီမာရီမဲပြီးဆုံးသွားခဲ့ရပြီဖြစ်ပါသည်